ရန်ကုန်မြို့ကိုဆောင်းလျှောက်တော်မူတဲ့တတော်ရှိနမင်းကြီးလေးပါးကတော့မှော်ပြီးဘိုးဘိုးကြီး၊စူးလီဘိုးဘိုးကြီး၊ဘုဒ္ဓထောင်ဘိုးဘိုးကြီး၊သင်္ကန်းကျုပ်ဘိုးဘိုးကြီးတို့ဖြစ်ပြီးတော့ဒီဘိုးဘိုးကြီးလေးပါးကမြက်စော်ဖျားပွင့်တော်မူခြင်းကနေယခုတိုင်သာသနာဆောင်တတော်ရှိနမင်းကြီးတွေဖြစ်တဲ့ဆိုတဲ့အကြောင်းဖျားသမိုင်းတချို့မှာဖတ်ရှုမှတ်သားရပါတယ်။ဩကလာပါမင်းကြီးနဲ့ကုံသိန်ညီနောင်တို့ဖျားပြာဒိတ်တော်အရာရွှေဒဂုံစီတီတီထားရဲ့နေရာဖြစ်တဲ့တိမ်ကိုတရကုန်းတော်ကိုစူးစမ်းရှာဖွေကြရမတွေ့မရှိဖြစ်နေတော့ တိုင်းသူပြည်သားတွေအကူအညီနဲ့ရှာဖွေကြပြန်ပါတယ်။ထိုကမှလည်းဘသူမှရှာမတွေ့ကြ။လူလောကမှာထိုကုန်းတော်ကိုသိသူမရှိတဲ့အတွက်ဥက္ကလာပမင်းကြီးက ခမဲတော်တရားမင်းကိုအကူအညီတောင်းရပါတယ်။တရားမင်းကလည်းအသက်ငယ်သောကြောင့်ရခင်ရှေးပြာသုံးစုတို့ရဲ့တောင်းဝေးတော်ရေစစ်တော်ရေတနုတ်တော်တို့ကင်းဝေးရာတင်ကိုထရကုန်းတော်ကိုမသိဖြစ်တဲ့အိမ်နောက်တော့အသက်ရှိတဲ့ကဘာနဲ့ကြီး၅ပါးတို့ကိုပင့်ပိတ်ပြီးတော့မင်းမြန်ရှာပါတယ်။အဲ့ဒီကဘာဦးနဲ့ကြီး၅ပါးတို့ကတာမန်နံမျိုးနဲ့နဲ့မဟုတ် ဗထကဘာမှာပွင့်တော်မူတဲ့ဖျားရှင်တွေကိုမှင်လိုက်တဲ့နတ်တွေတတ်တော်ရှင်နတ်တွေပဲဖြစ်ကြပါတယ်။ကဘာတတ်တော်ရှင်နမင်းကြီး၅ပါးတို့မှာဝေလူသူမနာအမည်ရှိစုလီနံယောဟန်နေအမည်ရှိဗုဒ္ဓထောင်နံတက္ကိနအမည်ရှိတင်ငန်ကျော်နံနဲ့အမိတာနံအမည်ရှိမော်ဘီနံကြီးစုစုပေါင်း၄ပါးတို့ရောက်ရှိလာတယ်ဆိုပြီးတော့ဖျားသမိုင်းတချို့မှာဖတ်မှတ်ခဲ့ရပါတယ်။ဝေလူသူမနာနမင်းကြီးစုလီဘိုးဘိုးကြီးတို့နဲ့ကြီးများရောက်လာလို့တကြမင်းက တင်ကိုထရအကောင်းတော်ကိုသိမြင်ကြဘူးလားဆိုပြီးနမင်းကြီးတွေကိုမေးတော်မူရာဝေလူသူမနာရုပ်ကဆိုးနဲ့ကြည်ပြောဆိုသည်ကကျွန်ုပ်ကရှေးတက်ကဘလူဖြစ်သည်ကကုတန်မျက်စွာဖျားကြွလာသည်ကိုမြင်၍ဖန်ဆမယ်လို့လိုက်တော့ဖျားသခင်ကလည်းကျွန်ုပ်ကိုတရားဟောပြီးတရဏကုံပြင်စတင်လာတို့ကိုချိမြပြီးတော့လက်တော်မှာပါတဲ့တောင်ဝေးတော်ကိုချိမြင့်ပေးသွားတော်မူခဲ့ပါတယ်အဲ့ဒီတောင်ဝေးတော်ကိုတင်ကိုထရအကောင်းတော်ရှိကညီပင်ကြီးအောင်မှမြှောက်ထားပါတယ်လို့ဆိုပါတယ်ပွင့်တော်မူပြီးတော့ဖျားလေးဆို တန်ကုံပမလို့ပူဇော်ထားကြတာကြောင့်ကကုတန်မြတ်စွာဘုရားကိုတွေ့မြင်ဖူးမြော်ခဲ့မှုတွေဝေလူသူမနနာမည်ကြီးယခုအခေါ်စူးလီဘိုးဘိုးကြီးကတတ်တော်အရှိဆုံးဖြစ်တယ်ဆိုပြီးတော့ဆိုကြပါတယ်။တချို့သောတမိုင်းဆောင်တွေမှာတော့ကကုတန်မြတ်စွာဘုရားကိုဖူးမြော်တွေ့ရပြီးမြတ်စွာဘုရားရဲ့တောင်းဝေးတော်ပေးတဲ့နတ်ကမော်ဘီနတ်ကြီးဆိုပြီးတော့ဖော်ပြထားပါတယ်။ရောယန်နေနာမည်ကြီးဘုဒ္ဓတောင်ဘိုးဘိုးကြီးဘိုးဘိုးကြီးရဲ့အတိတ်သမိုင်းကဘလူးဘွားဖြစ်ခဲ့ပါတယ်။ ဘလူဘဝမှာပွင့်တော်မူတဲ့မြတ်စွာဘုရားနဲ့တွေ့ပြီးအကျိုးတရားရှာမှယောဂတိဝါနာမည်ဖြစ်လာပါတယ်။ထိုမှတပန်တတ်တော်ရှိကဘာဆောင်နာမည်ကြီးယောဟန်နီဆိုပြီးအတိမတ်ပြုထားပြီးတော့ယောဟန်နီနာမည်ကြီးယခုအခါဝဒထောင်ဘဘကြီးဆိုပြီးတော့ခေါ်တွင်ခဲ့ပါတယ်။ကောနာကုံဘုရားသခင်ကြွလာတော်မူတာကိုဖန်ဆမင်းဆိုပြီးလိုက်သွားရာရှင်တော်ဘုရားတရားဟောလို့တရဏကုံပြေစတင်လာတို့ကိုချီးမြှောက်ခဲ့ပြီးဓမ္မကရိုက်ရေစစ်တော်ပေးတော်မူခဲ့ပါတယ်။ထိုဓမ္မကရိုက်ရေစစ်တော်ကို တိန်ကိုထရကုန်းတော်ရှိကညင်မင်းအောက်မှာမြှောက်ထားတယ်ဆိုပြီးတော့လေးဆိုပါရယ်ဒက္ခိဏနတ်ကြီးတင်ငန်းကျုံဘဘိုကြီးဥတော်မရခေါ်ဒက္ခိဏနတ်ကြီးကယခုအခါတင်ငန်းကျုံဘဘိုကြီးဖြစ်ပါရယ်ရှေရကုံစီရီတမိုင်းမှာကတ္တပဖရာရှင်ပေးသနာတော်မူတဲ့ရှင်သနုတ်တင်ငန်းတော်တို့ရဲ့တိရှိအားနေရာမြတ်ကိုညွန်ပြတယ်ဆိုပြီးတော့ဖော်ပြထားပါရယ်ဒုနတ်ကြီးကရှေဘွားကဘလူးဖြစ်ခဲ့ပြီးကတ္တပမြတ်စွာဘုရားကြွလာတီကိုမြင်တော့ဖန်ဆောင်းမယ်ဆိုပြီးလိုက်လျာရှင်တော်ဘုရားတရားဟောကြားပြီး တရဏကုံပြင်စတင်နာတို့ကိုချင်းမြောက်ပြီးတော့ရတနောတော်ကိုပင်သနာတော်မူတယ်ဆိုပြီးတော့လည်းသိရပါတယ်။အမိသနတ်ကြီးမော်ဘီဘိုးဘိုးကြီးမော်ဘီဘိုးဘိုးကြီးကရခင်ပွင့်တော်မူပြီးတဲ့ဖခင်တော်စုရဲ့ပရိဘောဂဓာတ်တော်ရင်းနဲ့ယခုပွင့်တော်မူသောဂေါရမမြတ်စွာဘုရားရဲ့ဆန်တော်ကိုစောက်ရှောက်ရတယ်လို့ဆိုပါတယ်။တောင်ဝေးတော်ကစူးလီနိုင်ရဲ့ဦးကောင်းထံဓမ္မကရိုင်ရေစစ်တော်ကယောဟန်နီဘိုးဘိုးကြီးရဲ့ဦးကောင်းထံရတနောတော်ကဥတော်ဘရယုဂဆုခေါ်ဒက္ခိနာနတ်ကြီးပေါ်ကြားတယ် မော်ဘီနက်ကြီးကစံတော်တက်တော်ကိုဆောက်ရှောက်ပေးတယ်ဆိုပြီးတော့ဆိုကြပါတယ်။တင်းစူးလေနမင်းကြီးထံမှရရှိသောကကုတန်မြတ်စွာဘုရားရှင်ရဲ့တောင်းဝေးတော်။နှင်းယောဟန်နေမည်သောဘုရတော်နမင်းကြီးထံမှရရှိတဲ့ကောနာကုံမြတ်စွာဘုရားရှင်ရဲ့ရေစစ်တော်။သုံးဒကိနာမည်သောသင်္ကန်းကျုံကြိုက်ကဆန်နမင်းကြီးထံကရရှိတဲ့ကတမမြတ်စွာဘုရားရှင်ရဲ့ရေတနုတ်သင်္ကန်းတော်မြတ်နေ။၄တပုတ်သားနဲ့ဗလိကညီနောင်တို့ထံမှရရှိတဲ့ ကောရမမြတ်စွာဘုရားရှင်ရဲ့စံတော်မြတ်ရှိစုကိုမဟာတက္ကရတရာ3ခုနဲ့တပေါင်းလာပြီနေမှာရွှေတကုံစီတော်ဌာမနာတိုက်အတွင်ကိုထည့်သိမ်းတော်မူခဲ့ပါတယ်။အဲ့ဒီစံတော်ဓာတ်တို့ကိုအမိတရမြည်တဲ့မှော်ပြီးနမင်းကြီးကဆောင်းရှောက်ရတယ်ဆိုပြီးတော့တချို့သောဘုရားသမိုင်းနဲ့ရွှေတကုံသမိုင်းတို့ကရေးသားဖော်ပြကြပါတယ်။ရခုတတ်တိုင်းအဲ့ဒီနမင်းကြီးလေးပါတို့ကရန်ကုန်မြို့နဲ့တကွာမကောင်းသူပဲ၍ကောင်းသူတို့၏အကျိုးစီးပွားတို့ကိုဆောင်းရှောက်ပေးလျက်ရှိကြောင်းတချို့သောယုံကြည်သူတို့က ကိုကွယ်အားထားလျက်ပူဇော်ပါသားလေးရှိတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မှကျမတို့ရဲ့ဗမာဆန်များ TV Channel ကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေသက်တယ်ဆိုရင်တော့ Like နဲ့ Share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။ဒီနေ့အစီအစဉ်ကိုအစားအနေအဆုံးအထိနားဆင်ရပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။